တို့များအလုံးပဲမင်္ဂလာပါခင်ဗျာ channel ကြီးကနေတင်ဆက်ပေးနေတဲ့အားသာအစီအစဉ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကနေကြိုးဆိုပါရစေထုံးစံတိုင်းပဲကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်မှာဒီတစ်ပတ်တာအတွင်းမှာရှိတဲ့ဘလုံးပွဲစဉ်တွေအကြောင်းကိုကျွန်တော်နဲ့အတူအားသာအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုချင်းညီညီနဲ့ကိုစိုးဝင်းတို့ကတင်ဆက်သွားကြမှာဖြစ်ပါတယ်ခင်ဗျာ ဘိုးရေမင်္ဂလာပါမင်္ဂလာပါကိုပြည့်သွားပြီအဲ့တော့အခုစိုးရိမ်တော့အခုချင်းကြီးရောအပတ်စဉ်တိုင်းအာကျွန်တော်တို့ဒီဘောလုံးရက်ကွက်မှာလာပြီးတော့ဒီဒီနှစ်ဒီရာဒီမှာအစီအစဉ်တွေမှာနောက်လျှောက်ပါဝင်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုပြောခြင်းအားဖြင့်တော့ကျွန်တော်တို့တစ်ပတ်တစ်ပတ်အာဘယ်လိုပြောမလဲ ဟိုကျွန်တော်တို့ကအခုမှလည်းအချိန်ဆက်မိရလို့တော့ပြောလို့မရဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ဒါပေမဲ့ဘလုံးရက်ကွက်ဆိုတဲ့သွားကျင်တဲ့ပုံစံလေးနဲ့ကကျွန်တော်တို့ပို့ပြီးတော့တပတ်တစ်တပတ်ပို့ပြီးတော့ဟိုဝင်လာတယ်ပေါ့လေချိန်ဆက်လို့ရတယ်ချိန်ဆက်လို့ရလာတော့ပေါ့နော်အဲ့တော့ဟိုချိန်ဆက်လို့ရရင်အချိန်ဒီလဲအမြဲတမ်းကြော်ကြော်ပါတယ်ပေါ့ကဲအဲ့တော့ဒီနေ့စနေနေ့ကလည်း Premier League ပွဲစဉ်တွေကတော်တော်လေးများတယ်အဲ့တော့တနင်္ဂနွေကျမှပဲထွေရလေးပါလေးတွေပြောပြီးဒီနေ့ခက်တူတူလေးသွားကြပါတော့အဲ့တော့မပီးရဲ့ထိတ်ဆုံးဦးဆောင်နေရဲ့ အာဆင်နယ်အသင်းအကြောင်းလေးစပြောခြင်းပါတယ်ဘန်လီနဲ့အဝေးကွင်းမှာကစားရမယ်ဟုတ်ကဲ့အဲ့တော့ဟိုဒီပွဲလေးကစပြီးတော့ကိုဆွင်းသွန်စပြီးဆွေးနွေးပါအောင်ပွဲရလက်လေးများဘယ်လိုဖြစ်မလဲပေါ့နော်ဟုတ်ကဲ့ပါအာဆင်နယ်အကြောင်းကကျွန်တော်ဒီအကိုနဲ့ဒီမှာပြောတဲ့အစီအစဉ်မှာအများဆုံးပြောပြကြတဲ့အထက်မှာပါမှန်တယ်ပေါ့ဘာလို့ဆိုအာဆင်နယ်ရဲ့ဒီဟာဒီပြောင်းလဲလာတဲ့အနေထားမှာကျွန်တော်တို့တော်တော်လေးပြောပြကြတာပေါ့နော်အပတ်တိုင်းဒီမှာပြောတယ်ဒီဘက်တော့အဲ့အကြောင်းနေအများကြီးမပြောတော့ဘူးပေါ့နော်အာဆင်နယ်ကလောလောဆယ်မှာမက်ဘီဇာထိတ်ဆုံးကိုရောက်နေတယ်ချန်ပီယံလိနဲ့ပရီးမီယာလိနှစ်ခုလုံးမှာ ဒါတစ်ပြေးနေတယ်ဗောနော်ဒီရာဒီအားကောင်းဆုံးအနေအထားမှာရှိတယ်ဘန်လီရလည်းနောက်ဆုံးနှစ်ပွဲဆက်နိုင်ထားတယ်ဆိုတော့ဘန်လီရဲ့ခြေစွမ်းကအာဆင်နယ်ဘယ်လောက်ထိအကောင်းဆုံးတုံ့ပြန်နိုင်မလဲဗောလက်ရှိ form အရာလက်ရှိခြေစွမ်းအရာတို့ရဲ့ယုံကြည်မှုအရာဆိုရင်တော့အာဆင်နယ်ကတော်တော်လေးကိုခံစစ်ချစ်လစ်တယ်တို့ရဲ့ဒီ set piece လက်နက်တွေကအရန်ကိုဒီပွဲရဲ့အဆုံးဖြတ်တွေမှာနေရာယူထားတယ်ဒီချက်တွေနဲ့ပဲတိုင်ဘက်ကို အသာရတာဒီဟာဒီရထားတဲ့ twin core တွေကြည့်ရင်ကျွန်တော် open play ရရတဲ့ကူက9လောက်ပဲရှိတယ် set piece ကနေရတဲ့ကူက2ဆလောက်ရှိတယ်ဆိုတော့သူတို့ရဲ့ lag ကပြီးခဲ့တဲ့နောက်ဆုံး playlist နဲ့ပွဲမှာလည်းအဲ့လိုပုံစံမျိုးနဲ့ပဲ set piece က set piece ကနေပြီးတော့ twin သွားရဲဆိုတော့ဒီဟာတွေကိုဘန်လီခံစစ်ဘယ်လောက်ထိတောင်းခံနိုင်မလဲဒီချက်ကပဲပွဲကိုအဆုံးဖြတ်ပေးသွားလိမ့်မယ် arsenal ပဲနောက်ထပ်9ပွဲတွေထပ်ပြီးတော့ရိုးမယ်ကျွန်တော်ထင်တယ်ဟုတ်ကဲ့ပါအဲ့တော့အဆိုးဆိုတော့ arsenal ဒီဘန်လီကို အဲ့တော့နိုင်ဝဲတပွဲနဲ့ချော်ဖြတ်မယ်ပေါ့နော်အခုချင်းညီအားဒီဘွဲကိုဘယ်လိုယူဆလဲပေါ့ဟုတ်ကဲ့ကျွန်တော်ရှေ့မှာလည်းပြောတယ်ဒီနှစ်တော့အာဆင်နယ်ကိုကျွန်တော်တို့ယုံကြည်မှုတွေကျွန်တော်တို့ရဲ့ယုံကြည်မှုတွေအမြင့်ဆုံးရောက်နေတယ်အဲ့တော့ဒီမှာကိုဆင်းတော်ပြောတာဘာမှညင်းနေရမရှိပါဘူးအာဆင်နယ်နိုင်နိုင်ရင်မှနိုင်သွားလိမ့်မယ်ဟိုဘာပဲဖြစ်ဖြစ်ပေါ့လေနိုင်မယ်လို့ခံစားနေရတယ်ကိုအဲ့တော့ဒီအချိန်နေမှာတော့ကျွန်တော်တို့ကဘန်လီယယ်လို့မဟုတ်ဘူး Premier League 16သင်းလောက်ထဲမှာ 15သိန်း16သိန်းလောက်နဲ့ကန်လို့ရှိရင်အာဆနယ်နိုင်မယ်လို့ကျွန်တော်တို့ခံစားမိနေတယ်။အာဆနယ်တေချာပေါ့မနိုင်နိုင်ဘူးလို့ပြောလို့ရတယ်လေဗာပူးလို့ရှိတယ်မန်စီးတီးလို့ရှိတယ်အဲ့လိုတချို့သိန်းတွေလောက်ပါဘူးပါ။မပါဘူးအဲ့တော့ဘန်လေးပါ။တည်တည်လို့မေးကြည့်အောင်။ဟုတ်ဒါပေမဲ့ဘန်လေးကိုတန်းတက်အသိန်းသိန်းနေနေကျွန်တော်တော်တော်လေးကိုသဘောကျတယ်။အထူးသဖြင့်သူတို့အိမ်ခွင်းနေတော်တော်ကောင်းတယ်။ဒီရက်ဒီမှာလေဗာပူးရှုံးခဲ့တဲ့တပွဲပဲရှုံးထားတယ်။အဲ့တော့ဝမ်စီ last minute မှာ penalty ပေးပြီးရှုံးခဲ့တာ။ကျွန်တော် foreign နဲ့1-1တေချာထားတယ်။တန်းတက်အသိန်းချင်းချင်းဆန်းလန်းလန်းလို့အသိန်းမျိုးစွာနေတဲ့အသိန်းကိုအိမ်ခွင်းမှာနိုင်ထားတယ်။ လီကိုလည်းတူးစည်းနေနိုင်တာဘန်လေးကလည်းသူ့အိမ်ခွေးမှာနှစ်ခိုးပဲပေးထားလေးခွေးလောက်ပဲအဲ့တော့တော်တော်လေးခံစစ်ကြစ်တယ်အိမ်ခွေးမှာဆိုမာတယ်ပေါ့နော်အဓိကဘေးကိုနေအောင်ကစားတတ်တယ်အာဆနယ်ကလည်းအဝေးခွင်းပွဲတွေမှာဆိုရင်အိမ်ခွင်းပွဲထွက်ပို့ပြီးအမားနေအောင်ကစားတယ်တော်တော်လေးသတိကြီးကြီးထားပြီးတော့ဟိုတကိုးသွင်းပြီးတော့အနိုင်သုံးမဲ့ကိုယူနေတဲ့ပုံစံမျိုးရှေ့တစ်ပတ်တည်းကကိုစင်းမပြောပါနဲ့ morning home style မျိုးအဒီတာလုပ်လဲဆိုအဓိကအဝေးခွင်းတွေမှာလုပ်နေတာအိမ်ခွေးတွေမှာသူကတိုက်စစ်ပို့သွားတယ်ဂိုးတွေသွင်းနိုင်သေးတယ်အဝေးခွင်းတွေမှာ1-0ဆိုတာ United ကိုနိုင်တယ်1-0ကျွန်တော်တို့ရှေ့မှာလည်းအဲ့လိုပဲ ဖူဟန်ကိုနိုင်တဲ့1-0အဲ့လိုလေးတွေလီဗာပူးကိုရှုံးတယ်1-0အဝေးကွင်းပွဲလေးတွေမှာအာဆန်နယ်ကတော်တော်လေးကိုပြိုင်ဘက်ကိုလည်းအခွင့်အရေးအများကြီးမပေးဘူးသူကလည်းအခွင့်အရေးအများကြီးမရခင်တော့မှအဲ့လိုဆက်စပီတော်လကောင်တစ်ခုခုကနေပြီးတော့ဂိုးတကူလောက်ရရင်သူကပွဲသိမ်းမယ်ဆိုတာမျိုးကိုလှုပ်လာဆိုတော့ဒီပွဲကအပြန်အလှန်ဂိုးတွေတော်တော်လေးနည်းရလိမ့်မယ်ထုံးစံတိုင်းပဲကျွန်တော်ဖူဟန်ကိုနိုင်ခဲ့တဲ့ပွဲပုံစံမျိုးပါပဲခက်ဆန်းဆန်းပဲအာဆန်နယ်1-0တော့အချိန်တန်ရင်ဒီတကယ်ဘောတွေထောင်းကံဘောတွေလက်ပစ်ဘောတွေကနေဂိုးတွေရပြီးတော့အာဆန်နယ်ပဲကတ်နိုင်သွားမယ်ထင်ပါတယ်ဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့ဟို အာဆင်နယ်ရှုံးမဲ့နေ့တွေအာဆင်နယ်အမှတ်ရော့မဲ့နေ့တွေကိုထိုင်ဆောင်နေတဲ့အသင်းတွေလည်းရှိကြမှာပေါ့ဒါကတော့ထုံးစံပဲဒီဘုံလုံးထိုင်ဆောင်ရောက်နေတဲ့လူကြမှာရော့မှာပဲရမှာလေဒါပေါ့နော်ဆိုတော့အဲ့လိုစောင့်နေလို့ရှိရင်ခဏလေးတော့စောင့်ပါအောင်ဒီရက်တွေမှာဒီကာလတွေမှာတော့ဖြစ်နိုင်ဖို့မရှိသေးဘူးပေါ့နော်နည်းနည်းအချိန်လေးတော့ပေးရအောင်ပါအဲ့တော့နိုင်ဝဲဆက်ယူပြီးတော့အာဆင်နယ်အမှတ်ပဲရထိုင်ဆောင်မှာဒီဘက်တော့သုံးမှတ်ပြင်းနဲ့ဆက်ပြီးတော့သွားမယ်လို့မျှော်လင့်ရပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်တပွဲကတော့အာ Forest နဲ့အဝေးဝင်းကစားမယ်ကျွန်တော်တို့နာမည်ကျော်ကြားလူကြိုက်များတဲ့အဲ မာမန်ချက်စတာယူနိုက်တက်ဒီမှာတခုပြောရမှာအခုပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့အားလုံးသဘောတူညီထားတယ်ဟုတ်တယ်ဘရိုက်တန်ကိုနိုင်ခဲ့ရင်ယူနိုက်တက်ကိုဒီတရားဒီလုံးအကိုချစ်ချင်းအဖြစ်စာချင်းနောက်ချင်းနေမလုပ်တော့ပါဘူးဟုတ်တယ်အဲ့တော့ကန်နေပြောတော့အဲ့တော့အကိုစပြီးမကန်နဲ့တော့တော့အတီတက်လေးတွေလုံလို့ရတယ်အဲ့တော့အဲ့ဒါလေးလေးကျွန်တော်ဟိုမှတ်မိပါတယ်မှတ်ပြီးတော့မနေ့ဖန်တနေ့ခုနေ့စီစဉ်ကြရယ်ယူနိုက်တက်ရဲ့အာအကြောင်းလေးသူတို့တကယ်ပါရီလုံနေတယ်ဘလို့ဖြစ်လာနိုင်တယ်ဆိုတာကို ဟိုအဓိကဟိုစားနောက်လူစိတ်တွေမရှိဘဲနဲ့တကယ်အဒီလေးယူဆချက်လေးတွေပြောဖို့တော့ရှိတယ်ဒါပေမဲ့လည်းဟို၄၅6နဲ့9နဲ့ဟိုနှုတ်ကျိုးခဲ့တော့နည်းနည်းစားနောက်တာလေးရဲ့ရုပ်တရက်အဲ့လိုထပ်ထပ်ပေါ်လာတော့ပျောက်သေးဖို့တော့တောင်ကျူးစားပြီးတော့ထိန်းတော့ပါလို့နော်အဲ့တော့ Forest နဲ့ United ပွဲရောဘာဖြစ်မလဲ Man U ဆက်နိုင်အောင်ပါလားပေါ့ဟုတ်ဦးစင်းကြီးပဲစားချွေးနေပါဒီပွဲကဒီအချိန်တွေမှာတော့ဟိုဟိုဖြစ်ဟိုဘလူဖြစ်လာမလဲရတော့ကန်တီကန်မှာဘောလုံးမှာတော့ကျွန်တော်ဘာမှပြောမရဘူးဗျာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဗျာဒီအချိန်ဒီမှာခုနအာဆင်နယ်လိုပါပဲယူနိုက်တက်လည်း နိုင်နိုင်နေဆိုရဲ feeling တွေရလာယုံကြည်မှုတွေကျွန်တော်အဲတနှစ်လောက်တည်းမှာဒါပထမဆုံးဒီလိုခံစားမိတယ်ရှင်းနေပါလေကျွန်တော်ပြောပါရဲဟို Liverpool ကိုနိုင်တဲ့ပွဲရော Chelsea ကိုနိုင်တဲ့ပွဲရောကျွန်တော်တို့ United ကိုမယုံခဲ့ဘူးပွင့်လင်းဆုံးပြောခဲ့တာဒါပေမဲ့သူတို့လုံနိုင်ခဲ့တယ်အဲ့ဒီပုံမှာလည်းအများကြီးလဲချီလဲချီကျူးတယ်ဂုံလဲဂုံယူတယ်အဲ့တော့ထင်ထားတဲ့ Sunderland တို့ဒီပြီးခဲ့တဲ့ဘက်ကနိုင်ခဲ့တဲ့ပွဲလိုမျိုး Brighton တို့လိုပွဲမျိုးအိမ်ကွင်းတွေမှာ United နိုင်တဲ့နဲ့ဒါပေမဲ့နိုင်ပါမလားဆိုတန်တရားတော့ဝက်တော့ရှိတယ်နိုင်အောင်လုပ်ပြနိုင်ခဲ့တယ်အခုရှေ့မှာလည်းပြောခဲ့ဘူးက United နဲ့ပတ်သက်ပြီးတော့ ဒီလီဗာပူးကိုချဲဆီးလို့အသင်းကြီးနဲ့တွေ့တဲ့ပွဲတွေမှာရှုံးသွားတာကပြဿနာမဟုတ်ဘူးနိုင်သိနိုင်တဲ့ပွဲတွေနိုင်နေရင်ယူနိုက်တက်ကကျွန်တော်တို့လက်ခံလို့ရတယ်ဆိုလေဗယ်ပြန်ရောလာပြီအခုနိုင်သိနိုင်ထိုက်တဲ့ပွဲတွေဆန်ဒလန်ကိုအင်္ဂလိပ်မှာကစားတယ်နိုင်တယ်ဘရိုက်တန်ရှော့တက်လို့မရတဲ့အသင်းအသင်းကြီးတွေတရားလီတသိန်းမှမရှုံးတာဟုတ်ဒါပေမဲ့အဲ့လိုအသင်းကိုအင်္ဂလိပ်မှာနိုင်အောင်ကစားပြတယ်ဒါစစ်တဲ့ပိုင်းမှာကြောမှုတွေသူတို့ရဲ့လုံနိုင်စွမ်းတွေခေါ်ထားတဲ့ကစားမတွေအလုပ်ဖြစ်လာတယ်အမိုးရဲ့ကစားကွက်နဲ့ကစားမတွေနဲ့ပိုပြီးတဟဆတာဖြစ်လာတယ်ယုံကြည်မှုတွေအားကောင်းလာဒါတွေအားလုံးစုပြုံပြီးတော့ဖြစ်လာဆိုဒီအချိန်မှာတော့ ဒီနောက်ဆုံး၅ပွဲမှာ၄ပွဲလောက်နိုင်ထားတဲ့ United ကအကောင်းဆုံးဖောင်ရနေပြီ၃ပွဲဆက်လည်းနိုင်ထားတယ်ဆိုတော့ Forest လက်ရှိခြေကျနေပုံနဲ့ရလဒီမကောင်းပုံနဲ့ Premier League ၄ပွဲဆက်ရှုံးထားပုံနဲ့ဆိုတော့ United ကိုတောင်းခံနိုင်မယ်မထင်ဘူး Forest ကွဲမှာတော့ United နှစ်နှစ်ဆက်တိုင်းနောက်ဆုံးနှစ်နှစ်လုံးရှုံးထားတယ်ဒါပေမဲ့ဒီချိန်တော့ United နိုင်မယ်ထင်တယ်ကျွန်တော်ကတော့ဟိုဂိုးတွေတော့ပြတ်ဖို့မလွယ်ဘူးပေါ့လေ1-0 2-1လောက်နဲ့ United နိုင်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲအဲ့တော့ကုဆွေးဆိုတော့ဒီပွဲလေးဘယ်လိုသုံးသပ်ချင်လဲပေါ့နော် မှတ်ပါတယ် United ရဲ့လက်ရှိခြေစွမ်းနဲ့သူတို့ကစားနေတာယုံကြည်မှုရှိရှိနဲ့တကယ်ကိုမြင်ရတယ်ပေါ့နော်သူတို့ရဲ့လုပ်ချက်ကိုမြင်ရတယ်ကျွန်တော်အတင်းကြီးတွေထားနိုင်တဲ့ချိန်ထိကျွန်တော်တို့အကောင်တော့တပွဲတို့ထားနိုင်တာလားပေါ့မနစ်ကလည်းအမိုရင်အဲ့လိုတွေလုတ်တယ်အတင်းကြီးနဲ့တွေ့ရင်ခံခံပဲ transition တွေနဲ့သွားမယ်ပိတ်ကံပဲအဲ့ပုံစံမျိုးနိုင်ခဲ့ဒါပေမဲ့နောက်ပွဲကျရင်သူမဟုတ်တော့ပြန်ဘူးအခုကအဲ့လိုအဲ့လိုဖြစ်မလားလို့ကျွန်တော်တို့တွေးခဲ့တယ် Chelsea ကိုနိုင်နေမယုံဘူး ော်လီဗာပူးကနိုင်တယ်မယုံသေးဘူးကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့စပြီကျွန်တော်တို့ဒါဒီမှာ challenge တခုအနေနဲ့ပြောကြတာ Brighton ကိုနိုင်ရင်တော့ဒါဒါတေချာပေါ့ United ရဲ့ခြေစွမ်းပုံကကျွန်တော်တို့ဒါအတိမတ်ပြရတော့မယ်နော်ဒါပုံမှန်ခြေစွမ်းတခုရောက်လာပြီလို့ပြောရမှာဆိုအခုဆိုပြန် Premier League မှာ3ဘက်ဆက်နိုင်ထားတယ်အိမ်ဝင်မှာဆို4ဘက်ဆက်နိုင်ထားတယ်ဆိုတဲ့အနေထားကဒါလမ်းကြောင်းမှတခုရောက်လာဖို့နှိစက်ပြီအခုအမှတ်ပေးစားထိတ်ဆုံးက Arsenal ကိုဖယ်လိုက်ရင်ဒီကြံတဲ့အသင်းအားလုံးနဲ့သူနဲ့ချာမှာအမှတ်ကွာအချက်ကဘာမှမရှိတော့ဘူးဒါကြောင့် Arsenal တသင်းသား တခြားသင်းတွေပိုကောင်းနေလို့အမှတ်နည်းနည်းလေးပြတ်သွားပြီမဲ့ဒီ Man City တို့ Liverpool တို့ Chelsea တို့ Man U တို့ကအကုန်လုံးကဒါအမှတ်တွေကအတူတူပြန်ပြီးကတ်သွားပြီဆိုတာဒါသူလမ်းကြောင်းမှမရောက်လာပြီဆိုတာကိုအဓိကဒါသက်သေပြလိုက်တဲ့အချက်ပဲကစားတာလည်းကောင်းတယ်ရလက်တွေလည်းကောင်းလာတယ်အသင်းလိုက်ရောတူချင်းတွေရောဟိုကစားဟန်မှာတော်တော်လေးအားရစရာကောင်းတယ် Brighton ကိုနိုင်သွားတဲ့ခြေကတော်တော်ကိုဒါ United ကိုကျွန်တော်တို့ဒါနောက်ပိုင်းသိပ်မမြင်ရတဲ့ဒီကစားဟန်မျိုးခြေစမ်းမျိုးနဲ့ညင်ခဲ့ရလားတိုက်စစ်မှာဒါအမ်မူမိုးတို့ခြေစမ်းပြရတယ် ကိုညာတို့ခြေစမ်းပြခဲ့တယ်အတင်းလိုက်ဒီဇိုင်းဟန်တော်တော်လေးကောင်းတယ်ဆိုတော့ထပ်ပြီးတော့ဒါနိုင်ပွဲရဖို့ကျွန်တော်တို့ညှော်လင့်တယ်တစ်ဖက်က Nottingham Forest ကကြာဒီရသည်မှာနီးပြ3ယောက်တောင်အပြောင်းလဲဖြစ်တာပါဗောနော်နူဆန်တိုနီယာမှာဒါ Postio Gula ဝင်လာတယ် Postio Gula နီယာမှာအခုဆိုရင်ရှောင်းတိုက်ဝင်လာတယ်ရှောင်းတိုက်နဲ့ဒီတင်းနဲ့တော့တချင်ချင်းမှာအသားကျပြီးတော့ Premier League ကနေရုံထွက်ကောင်းရုံထွက်သွားနိုင်လိမ့်မယ်လောလောဆယ်တော့ရှောင်းတိုက်ကိုယ်တိုင်ဒီသင်းကို handle လုပ်ဖို့သူလည်းဘာမှမတတ်နိုင်သေးဘူးသူလက်ထက်မှာ Porto နဲ့ Europa League တပွဲကိုတော့သူနိုင်ထားတာမှပဲ Premier League မှာတော့ ဆက်ပြီးရှုံးနေတယ်ပဲဆိုဒီချိန်မှာလည်းယုံကြည်မှုကောင်းနေတဲ့ United ကိုဒါရှောင်းတိုင်းနဲ့ Forest တင်ခံကန်နိုင်မယ်လို့မထင်ဘူးကျွန်တော်လည်း United ပဲနိုင်သွားအောင်မထင်ပါဘူးဟုတ်ကဲ့အဲ့တော့ United ရဲ့လက်ရှိပုံစံအရနောက်ဆုံးဒီ Premier League နောက်ဆုံး၄-၅ပွဲလောက်မှာအာ Premier League အသင်း20ထဲမှာအကောင်းဆုံးသွားနေတဲ့ထိပ်ဆုံးအသင်း2-3လောက်ထဲမှာ United ကတော့ပါနေပေါ့နော်နောက်ဆုံး၄-၅ပွဲအတွင်းမှာပြောပါရဲဆိုတော့ အဲဒီပုံစံကို forest ကတားဖို့တော့ခက်တယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်စိတ်ပူတာလေးတစ်ခုပေါ့လေစိတ်ပူတာလေးတစ်ခုဆိုတာဟိုကျွန်တော်တို့ငယ်ငယ်ကဟိုဘောလုံးကစားတဲ့အခါမှာလေရက်ွက်တက်မှာပဲကစားကစားဟိုတစ်ခါတစ်ဖက်အသင်းမှာကိုကြည့်မြင်တဲ့လူတယောက်လဲပါရပါမယ်ကိုမြင်မဟုတ်ကျိုးနေတဲ့လူတယောက်လဲပါရပါမယ်အဲ့တော့ကျန်တဲ့လူတွင်းကျင်တဲ့လူတွေသူ့ကိုမတွင်းနေတဲ့အဲ့ကောင်လွတ်မပေးနဲ့ဆိုတာရှိရတယ်ဟုတ်ကဲ့ဟုတ်သူ့အဲ့တော့ကိုအသင်းကိုအသင်းသားတွေကိုအသင်းပေါ်တွေအဲသူ့ကိုတော့လွတ်မပေးနဲ့ကွာသူ့ကိုသွင်းတာမခံနဲ့သူ့တော့ ပြုံးกว่าပြင်းกว่าဆိုဘူးလေးရှိတယ်လေကျွန်တော်တည်ထားတော့တည်ချက်ပေါ့ဆိုတော့ပြောချင်တာ United က Premier League မှာအဲ့လိုတသိမ်းပဲပေါ့เนาะအဲ့လိုတသိမ်းပဲဆိုတော့ဟို तू ကောင်းလာတာမှန်တယ်တူးတက်လာတာမှန်တယ်ဒါပေမဲ့အဲဟို United ကိုတမမယ်ဆိုပြီးတော့စောင့်နေတဲ့အသင်းတွေကအများကြီးပေါ့လေเนาะအဲ့တော့ဟိုသူ့ကိုဆိုလွတ်မပေးနဲ့ဆိုတဲ့အသင်းတွေကအများကြီးပဲအဲ့တော့ဟိုကောင်းလာတဲ့တူးတက်လာမှုရှိလာတာမှန်ပေမဲ့ तू ကဟိုဘယ်လိုပြောမလဲ Grand တိုက်ပြီးသူ့ကိုအတကုံဆွဲမဲ့အသင်းတွေအများကြီးကိုပုံမှန်တဲ့တော့ပို့ပြီးခက်ခက်ခဲခဲ ကျော်ဖြတ်သွားဘူးတော့ရှိတယ်သူ့ရဲ့ခီးလန်းကတော့ဟိုတိုးတက်လာတော့မှန်တယ်ဒါပေမဲ့အရင်တော့မဖြောင်းယူသေးဘူးပေါ့နော်ဒါပေမဲ့ဟိုဟာဒါဟို United ကျွန်တော်တို့လမ်းကြောင်းဘက်မှာပြန်သွားမယ်ဆိုရင်တတိထားရမယ့်အချက်လေးကိုပြောတာပါဒါပေမဲ့ဒီတပွဲစားတော့ United နိုင်သွားမယ်ထင်ပါတယ်အဲ့တော့ဒီကာလမှာတော့ကျွန်တော်တို့နိုင်မယ်လို့ပြောအောင်ပြောပြရမှာပေါ့နော် United ကိုမနိုင်ဘူးထင်တယ်လို့ပြောလာလဲတော်တော်ကြာခဲ့ပြီဆိုတော့တကယ်ကောင်းနေတဲ့အချိန်တွေမှာဒါနိုင်နိုင်နဲ့နိုင်မယ်လို့လည်းယူဆပါတယ်အဲ့တော့ကျွန်တော်တို့စနေနေ့ရဲ့နောက်တစ်ပွဲကကျွန်တော်တို့စကားဝိုင်းနေမှာ အချိန်မလောက်လို့ဆိုရင်ရောမနည်းနည်းပေါင်မှုနေတဲ့ချက်စီအကြောင်းလေးပြောပြနေတာပေါ့နော်အဲ့တော့ Total Hotspot နဲ့ချက်စီကအဝေးဝင်နော်အဝေးဝင်ချက်စီကဝေးဝင်စားတယ် Spa ဝင်မှာနော်အဲ့တော့ Spa ချက်စီပွဲလေးကိုအာအခုဘယ်လိုမြင်လဲပေါ့နော်ကုစွင်းဆိုတော့စပြီးတော့တိုးတက်ပြီပါဗျာဟုတ်ကဲ့ပါ Spa အကြောင်းလဲကျွန်တော်ဒီမှာတိတ်မပြောပြကြပါနော်ကျွန်တော်ကပွဲအရေးတွက်ကလည်းတပတ်မှာတရက်မှာနှစ်ပွဲလောက်ပဲကျွန်တော်ကကန့်သက်ထားပြီးပြောနေတာဆိုတော့အသင်းကြီးတွေကိုအဓိကထားပြောတယ်အသင်းကြီးတွေမှာအသင်းကြီးတွေကတွေ့နေတဲ့ပြိုင်ပွဲရဲ့အခြေအနေမှာမူတည်ပြီးတော့ live ပြောကြတယ် Spa ကြတော့လည်း family fan base ရာလဲဒီမှာနည်းနည်းလေးနဲတာလဲပါတာပေါ့နော်ဟုတ်ကဲ့တိတ်မပြောပြကြအောင်ဒီပွဲကတော့ London Derby ဆိုတော့ Spa ကိုကျွန်တော်တို့ပြောရမယ် Spa ကပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာလဲသူတို့နိုင်ပွဲရထားတယ်ပေါ့နော် Everton ကိုကိုးပြတ်နိုင်ထားတယ်ဟုတ်သူ့အကြောင်းဘယ်သူမှမပြောဘူးနေသူကသူရှိတဲ့ရှိလိုက်တဲ့ level ကိုအစောကြီးတည်းရောက်နေပြီလားဟုတ်ကဲ့ဒီပြတ်ဒီ Thomas Frank နဲ့သူကတရာစီလုံးနှိပါရှိနေခဲ့တာဒီမှတ်ပေးစားရဲ့အပေါ်ပိုင်းကတဲမှာမလျော့သွားဘူးပေါ့နော် United တို့ကတော့အခုမှရောက်လာ Chelsea တို့ကတက်လိုက်ကြလိုက်နေဖြစ်နေရ Spa ကတော့ဒီ level လေးမှာရှိနေခဲ့တာကြာပြီ Chelsea ကကြတော့ ယုံစားလို့မရတဲ့အသည့်နေထဲမှာပါတယ်သူ့ကိုယုံလိုက်ပြီဆိုတလွဲလုပ်ပြီပေါ့နော်သူ့မယုံမှုရေဆိုရင် तू ကလီဗာပူးကိုထားနိုင်ပြတာမျိုးရှိတယ်သူ့တော့ပြီးခဲ့တဲ့ဘက်ကတော့သူတခုခုလုတ်ပြတော့မယ်လူငယ်တွေနဲ့ယုံကြည်မှုကောင်းနေပြီနိုင်ပွဲလေးတွေပြန်ဆက်လာပြီလို့ပြောတဲ့အချိန်မှာပြန်ပြီးတော့ဒါရှုံးသွားခဲ့တယ်ဆိုတော့ယုံကခတ်တဲ့နှစ်သင်းထိတိုက်တွေ့တယ်ပွဲဒါပေမဲ့လန်ဒန်ဒါဘီတွေမှာတော့ Chelsea ကစပါးပေါ်မှာတော်တော်လေးကိုအသာရထားတာမနစ်ရှင်းနစ်တွေဆိုရင်စပါးအကောင်းဆုံးအချိန်တွေမှာတော့ Chelsea ကအချိန်တိုင်နိုင်သွားတာမျိုးမရဘူးဒီပွဲကတော့ စပါးမှာဒဏ်ရာပြဿနာတွေရှိနေတာကျွန်တော်နည်းနည်းဆိုရင်လည်းတော်ကိုများတဲ့ဒဏ်ရာပြဿနာကြီးလိုက်မယ်ဆိုတော့ခဏသမား5 6လောက်ဒဏ်ရာပြဿနာတွေရှိနေတယ်ချဲစီလည်းဒဏ်ရာပြဿနာရှိတယ်ဒါပေမဲ့ချဲစီကじゃသူ့ရဲ့ဇာသမာအင်အားရဘယ်သူဒဏ်ရာရရအတင်းရတော့ပုံမှန်လေးတွားလို့ရနေတဲ့အနေအထားမှာရှိတယ်ကျွန်တော်နှစ်သိန်းလုံးရဲ့ကစားပုံရဒီပွဲကချဲစီပွဲတွေမှာမြင်နေကြပုံစံတိုင်းပဲရှော့ပေးမှုပေးတဲ့ပွဲဖြစ်လာမယ်လူငယ်တွေနဲ့ဒါဟုံတိုင်းကျဲပြီးတော့ဗျာဒီဘယ်လိုခေါ်မလဲကစားကြမဲ့ပွဲဖြစ်လာလိမ့်မယ်ကြည့်လို့ကောင်းမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့ဟုတ်ကဲ့ အာဒီကိုဆိုဆိုပြောသလိုပဲစပါကတော့ဟိုဟိုလက်ရှိမှာတော့ပုံမှန်ဆွဲဆောင်ရင်အကောင်းလေးရှိရတယ်။ချဲစီကတော့ယုံကြည်လို့မရဘူး။အဲအဲ့တော့ဟိုဒါမှမဟုတ်လဲစပါနဲ့တွေ့ချဲစီရက်လက်ကောင်းတယ်ပေါ့လေ။ကိုဆိုဆိုပြောသလိုဆိုအဲ့တော့အခုချင်းညာဒီပွဲလေးဘယ်လိုမြင်လဲပေါ့လို့။ဟုတ်စပါကတော်တော်အံ့ဩဖို့ကောင်းတာလေးကိုဒီရသည်မှာအိမ်ကွင်းမကောင်းမနဲ့ဝေးကွင်းသွားကောင်းနေတာ။ဟုတ်ကျွန်တော်ပရီးမီးယားလိကဲ트ရန်ပရီးမီးယားလိမှမဟုတ်ပါဘူး။လိတော်တော်များလိအမှတ်ပေးအိမ်ကွင်းပွဲနဲ့ဝေးကွင်းပွဲတဝက်စီကစားရတဲ့ညမှာ အိမ်ဝင်းပွဲတွေကိုပို့ပြီးအမှတ်ရှာရရနော်စပါးနဲ့တောမဖရန်အခုဒီနှစ်ကြတော့အိမ်ကွင်းတွေကအဲ့လောက်မဟုတ်ဘူးအဝေးကွင်း၅ဘွဲသွားကစားရမှာ၄ဘွဲတော့နိုင်ထားတယ်ဘရိုက်တန်ကွင်းမှာတစ်ဘွဲပဲတည်ကြထားပြီးတော့အဲ့၅ဘွဲမှာ73မှတ်လောက်ယူထားတယ်အိမ်ကွင်းမှာကြတော့၄ဘွဲမှာ၄မှတ်ပဲရတယ်တစ်ဘွဲ၅ဘွဲကို73မှတ်ဆိုတော့နှစ်မှတ်ပဲ minus ဖြစ်တာပေါ့ဟုတ်တယ်အဲ့ဘရိုက်တန်နဲ့တစ်ဘွဲပဲတည်ကြထားတာမရှုံးသေးအဝေးကွင်းမှာမရှုံးတာသူသင်းပဲရှိတော့တယ်၅ဘွဲမှာ၄ဘွဲတော့နိုင်ထားတယ်ပြီးခဲ့တဲ့ဘက်ကလည်း Everton လို့အိမ်ကွင်းမှာပါတယ်ဆိုတော့အသင်းကို အဝေးခွေးမှာဂိုးပြတ်နိုင်တယ်ကျွန်တော်ရှေ့မှာလည်းဒီ forest တို့နိုင်တာတွေတကယ်လို့ဒီယာဒီမှာပွဲတိုင်းအဝေးခွေးမှာ man city ကိုလည်းအဝေးခွေးမှာနိုင်ထားတယ်ဟုတ်ကဲ့အိမ်ခွေးမှာကြတော့အဲ့လောက်မဟုတ်တော့ဘဲနဲ့ယာဒီဖွင့် Valley နဲ့တပွဲပဲနိုင်ထားပြီးတော့ဘုံမောက်ကိုလည်းရှုံးထားတယ် Villa ကိုလည်းရှုံးထားတယ်နောက်ဆုံးဟိုဇေယျချန်ကင်းမှာတွေ့သမျှအသင်းတိုင်းကိုရှုံးနေတယ် Wuver Down လောက်တေးတေးပဲကန်နိုင်တယ်အိမ်ခွေးကြတော့ Spar ကသူမဟုတ်တလို့ပဲအဲ့တော့ဒါကမတည်ငြိမ်မှုကိုပြတာဗျာကျွန်တော် United နဲ့ပတ်သက်ပြီးပြောခဲ့သလိုပဲ Consistency မဖြစ်တာဟုတ် သူ့ကိုအမြဲတမ်းကျွန်တော်တို့ flow တစ်ခုထဲမှာတတ်မှတ်လို့မရအောင်ပုံစံအမျိုးမျိုးချိန်းနေတာ color ချိန်းတာမြင်ရတယ်ဗောနော Chelsea လည်းအခုအဲ့ပြဿနာဖြစ်နေတယ်ဟိုကျွန်တော်တို့ရက်လက်လေးကောင်းလာအခု၄ပွဲဆက်နိုင် Premier League မှာဒါ Liverpool ထားနိုင်တယ် Forest ကိုနိုင်တယ်အော်ပြန်ပြီးတော့ Chelsea ရက်လက်ပြန်ကောင်းလာပြီးယုံကြည်မှုအားကောင်းလာပြီး Champions League မှာလည်း၂ပွဲဆက်နိုင်တယ် Benfica ကိုနိုင်တယ် Ajax ကိုနိုင်တယ်၄ပွဲဆက်နိုင်တဲ့ဒါလမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ထင်ပေမဲ့အိမ်ကွင်းကြီးမှာဆန်းလန်းလန်းတို့ထရှုံလိုက်တာကြတော့များသွားပြီအဲ့ပွဲမှာသူခံစစ်ခဲ့အလုံးလုံးပုံနေနေရပြီးပုံနေလူကက်နောက်ဆုံးပေးလိုက်ရတဲ့ဂိုးမှာဆိုရင် ပြန်ပြက်ကစားမှတက်ရောက်သေးကိုချယ်ဆီခံစင်းနှစ်ယောက်ရှိနေရအောင်ရက်ကြည့်နေကြရတယ်။ဘာတွေလုပ်နေကြမှန်းလည်းမသိဘူးပေါ့နော်။တော်တော်လေးလေချယ်ဆီပိတ်သက်တွေကိုလည်းစိတ်ပြတ်နေကြရတယ်ဆိုတော့မာစကာအနေနဲ့ဒီခံစင်းပိုင်းပြဿနာပဲသူ့ကိုတော်တော်ဒုက္ခပေးနေပုံရတယ်။တိုက်စစ်ပိုင်းမှာလည်းဖာမာတို့ဒီလက်တို့နာနေတာကသူ့တိုက်စစ်မှာရွေးချယ်ကြတော့တော်တော်ရှင်နေသွားတယ်။ပြီးခဲ့တဲ့ပွဲမှာဒီလူငယ်လေးမက်ဂူးကိုထောင်တိုက်စစ်မှာတုံးလိုက်တာကတိုက်စစ်ကိုအားနေသွားစေတယ်။ဒီပွဲမှာတော့အဲ့လိုဒီမက်ဂူးရဲ့အစာဂျာဝဘက်ဒရိုပဲအထောင်တိုက်စစ်မှာထားပြီးတော့ဒါပုံစံတစ်မျိုးနဲ့တော့ ပြီးတော့ Chelsea နဲ့ Manchester ကိုကျွန်တော်တို့ထည့်ပြောရမှာကပွဲကြီးတွေမှာဆိုရင်တပွဲတို့ plan တွေအရင်ကောင်းတယ် Liverpool နဲ့ကျွန်တော်မြင်ခဲ့ပြီးပြီဟို FIFA Club World Cup မှာ final မှာ PSG ကိုအနိုင်ကစားပြခဲ့တာမျိုးမြင်ခဲ့ပြီးပြီ BC Jane တော့လကောင်း Gusto တော့လကောင်း Quinlan မှာ inverted ပုံစံမျိုးနဲ့ Quinlan ကိုတက်ကစားခိုင်းတယ်အဲ့လိုပုံစံမျိုးတွေနဲ့ Anzo ကို free roll ပုံစံမျိုးနဲ့ number 10 roll ပုံစံမျိုးနဲ့ Quinlan နဲ့ချိန်ကစားခိုင်းတယ်အဲ့ဒါတွေနဲ့ပိုအလုပ်ဖြစ်တယ်ပွဲကြီးတွေတပွဲကောင်းတွေမှာ Chelsea ကအလုပ်လုပ်တတ်တယ်အဲ့တော့ကျွန်တော် Chelsea ကိုဒီမှာတော့ ပို့ပြီးတော့သဘောကျတယ်လူစင်းရာသူတို့ရဲ့လုံနိုင်စွမ်းရာတပွဲတို့ plan တွေပို့ကောင်းတယ်မာစကာကိုပို့သဘောကျတယ်ပြီးတော့စပားကွင်းနေမှာ Chelsea ရဲ့မနစ်ကလည်း4-3နဲ့နိုင်ထားသလိုနောက်ဆုံးလာကစားတဲ့6နှစ်မှာ9ချိန်လောက်နိုင်ထားတယ် စပားကွင်းမှာ Chelsea ရဲ့ရက်လက်ကောင်းနေရတယ်တော်တော်အံ့အားကောင်းတယ်လန်ဒန်ဒါဘီပဲဒီနှစ်သင်းတွေ့တိုင်းလည်းအကျိတ်နဲ့လည်းဖြစ်ခဲ့ရဆိုတော့ဒီမှာတော့ကျွန်တော်အရေးဆုံးပြီးတော့လက်ရှိဇယားထိပ်ပိုင်း1 to 4ထဲမှာရှိနေတဲ့စပားကိုကျွန်တော်ညင်းညင်းနဲ့ကျွန်တော် Chelsea ကိုပဲရွေးချင်တယ်နိုင်ပဲဆို Chelsea နိုင်သွားမယ်ထင်တယ်စပားရက်တင်ပြီပေါ့နော်အကိုကလို့ပြောရင်ကျွန်တော်ဘော်ဒိုကြီးထက်လုံခိုင်အောင်ပါစပားလေဒီကိုကိုကြည့်ကြည့်ပြောသလိုစပားများရက်သွားမလားပေါ့နော်အဲ့တော့ ဟိုကုချင်းကြီးကတော့ဒီပွဲမထင်မပဲခြေစည်းအခြေအနေကောင်းသွားတယ်ပေါ့နော်ကုဆိုးရင်တော့ဒီပွဲပွဲကောင်းမယ်ကုဆိုးရင်တော့လည်းဟိုခြေစည်းနိုင်မယ်လို့ထင်တာဆိုတော့ပြောရဲကျွန်တော်အဲ့လိုခြေစည်းနိုင်မယ်လို့တော့မထင်ဘူးဒီကျွန်တော်ကျတော့ပွဲတစ်ပွဲချင်းကြယ်ဗျာဟုတ်၃၄ခုလောက်စဉ်းစားရပါတော့နိုင်မှာလားရှုံးမှာလားကိုးရီများမှာလားကိုးရီမများလာဘူးလားဆိုကျွန်တော်ဒီပွဲကကျတော့ အပြန်အလှန်ကိုးတွေများမဲ့ပွဲပေါ့နော်ကိုးတွေများမဲ့ပွဲလူငယ်တွေနဲ့ဟုံးတိုင်းကျဲပြီးကစားမယ်ရောဒီလိုပွဲတွေကတည်ကြတယ်ကိုးတွေအများကြီးမြင်ရမယ်အဲ့လို twin ကိုးတွေကြည့်ကျင်တယ်ဆိုတော့ဒီပွဲကိုကြည့်ပေါ့အနည်းဆုံးနှစ်သိန်းပေါင်း twin ကို၃လေးကိုးလောက် ရောက်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ဟုတ်ကဲတော့နိုင်မှုရာဂိုင်းတော့များမယ်ဆိုရင်ဘယ်သူကများမယ်ထင်တယ်ပေါ့နော်ကုဆိုးကအနိုင်တရေလောက်သွားမယ်ထင်တယ်တရေလောက်တော့တူတူဆိုရရလမ်းမျိုးကျွန်တော်ထင်တယ်ကအဲ့တော့ကုဆိုးဆိုဒီပွဲတရေနဲ့အပြန်လဲကိုမျ focus ပါပြောလိုက်ပြီတူတူဆိုတာကိုမျဒါတွက်ပြီးသားဖြစ်တယ်အဲ့တော့ခုချင်းညာချက်စီအချိန်ဒီကောင်းမယ်လို့ယူဆတာပါလေအာဘာပဲဖြစ်ပွဲကောင်းတပွဲဖြစ်မယ်ထင်တယ်ပြီးတော့ဟိုစိတ်ဝင်စားစရာကောင်းတာကချက်စီကအာဒီလိုသူသူစိတ်ဝင်စားတဲ့ပွဲမျိုးပေါ့လေလူစိတ်ဝင်စားမှာပွဲမျိုးပေါ့လေ ူစိတ်ဝင်စားရတယ်မဟုတ်လူစိတ်ဝင်စားမယ်ပွဲမျိုးဒီပွဲမျိုးဆိုရင်ကျွန်တော်တို့လန်ဒန်ဒါဘီဖြစ်တယ်စပါးနဲ့ဒီလိုအဝေးကွင်းတွေမှာလည်းသူနိုင်ထားတယ်ဆိုတော့သူကိုယ်တိုင်စိတ်ဝင်စားပြီးလူတွေလည်းစိတ်ဝင်စားတဲ့ပွဲမျိုးဆိုသူကပုံမှန်ထက်ပိုပြီးတော့အလုံးလုံးနိုင်တယ်လို့ယူဆရတယ်ဆိုတော့အဲချဲစီချင်းနေကောင်းတွားနိုင်တယ်လို့ယူဆရတာဘလို့တခါလေးလည်းပြောရတာအားနာတယ်ကျွန်တော်တို့ကောင်းမယ်ဆိုလို့ရှိရင်ချဲစီကလင်းလေးတွားတယ်ဖောက်တယ်လို့နော်ကဲအဲ့တော့ဒီပွဲချဲစီချင်းနေကောင်းနိုင်တယ်ပေါ့နော်ဟိုကျွန်တော်တို့ကင်မရာတွေကမစိုးတော့မစိုးပါဘူး မန်ယူဘွဲမန်ယူနိုင်ပဲအာဆင်နယ်ဘွဲအာဆင်နယ်နိုင်ပဲချဲစီဘွဲချဲစီနိုင်ပဲချဲစီပဲပေါ့ဆိုတော့အဲ့တော့စနေနေ့နောက်ဆုံးဘွဲရလည်းရှိတယ်အခုလာအခုလည်းဒီဘွဲချဲစီနိုင်ပဲပေါ့နော်ချဲစီဘက်မှာနော်ချဲစီဘက်မှာပေါ့နော်ဆိုတော့ဟိုနောက်ဆုံးဘွဲကလီဗာပူးဘွဲလီဗာပူးကဗီလာနဲ့နော်ဗီလာနဲ့ကျွန်တော်အဲ့ဘွဲတော်တော်စိတ်ဝင်စားဝင်ခွင်းလားအင်ဂွေးအင်ဂွေးကတော့ဟုတ်အဖီမာအဖီမာအဖီမာဆိုလုံးလုံးမရဘူးလေဖီဟာလုံးလုံးမရဘူးနော်ကဲအဖီမာအဲ့တော့လီဗာပူးအတွက်ထပ်ပြီးတော့ခက်ခဲ နိုင်သေးတဲ့ပွဲတစ်ပွဲဖြစ်လာအောင်မလားဒါမှမဟုတ်လီဗာပူးဟိုအချိုးအပွင့်တစ်ခုကိုကျော်ဖြတ်ပြီးတော့လီဗာပူးအရင်ပုံစံပြန်ရောက်ဖို့ပါဘူးလေကနောက်ရေးကြည့်တာဒီပွဲနိုင်မှုလိုနေတာမင်းပေါ့နော်အဲ့တော့ဟိုလီဗာပူးတို့ရဲ့အရေးကြီးဆုံးစီဒီပွဲနိုင်မှုလိုတယ်အရေးကြီးပြီမဲ့နိုင်ကြီးမှလည်းနိုင်မဲ့ပွဲဖြစ်နေတယ်ဘာလို့လဲဆိုတော့ဗီလန်နဲ့ဖြစ်နေတယ်အဲ့တော့ကိုဆွေးနေတော့ဒီပွဲလေးပေါ့အမြင်ဆက်ပြီးတော့ဆွေးနေပါဦး အတင်းတသိရဒီလောက်ထိဟိုဖြစ်သွားပြီဆိုရင် ပြန်ပြီးတော့ပုံမှန်ခြေစွမ်းတစ်ခုပြန်ရဖို့ကြာမလွယ်ဘူးဗျနိုင်ဖို့ဆိုတာအဝေးကြီးကိုခြေစွမ်းကိုပြန်ရဖို့ကိုမနေစူးစမ်းမနေတာအခုဆိုရင်ဒီချန်ပီယံလိတပွဲ front back ကိုနိုင်တာလွယ်ရင်ကျွန်တော်တောက်လျှောက်ရလက်တည်းရဆိုတာငါးပွဲဆက်တင်တယ်တောက်လျှောက်ရှုံတာလဲဆိုတော့အခြေအနေကမကောင်းဘူးအတင်းတွင်းပြဿနာတွေလည်းကျွန်တော်ထင်တယ်ရှိနေတယ်လို့နီးပြရဲ့ဒီလူထုပ်ပုံတွေနီးပြရဲ့ဒီအသုံးပြုနေတဲ့သူရဲ့ ideology တွေသူရဲ့ဒီအတွေးခေါ်တွေလည်းတစ်ခုခုလွဲနေသလားပေါ့နော်ဘာလို့ဆိုတော့ front back ကိုနိုင်တဲ့ ပွဲပြီးမှနောက်တစ်ပွဲကျတော့ပုံစံတစ်မျိုးပြန်ဖြစ်သွားတာမျိုးတွေကပုံမှန်လမ်းကြောင်းပေါ်မှာမဟုတ်ဘူးဆိုတော့မြင်ရတယ်ပြီးတော့အသင်းတစ်သင်းဒီလောက်ထိအခြေအနေဆိုးသွားပြီဆိုတဲ့အနေအထားမျိုးကချက်ချင်းကြီးပြန်ပြီးဘုံတိုင်းပြန်ကောင်းလာဖို့ဆိုတော့မလွယ်ဘူးဆိုတော့ကျွန်တော်ဒီအခြေအနေပေါ်မှာလေဘာဘူးကိုဆွေးနေတယ်တစ်ဖက်ကဖီလာဖီအားလည်းကင်းတယ်ပြီးခဲ့တဲ့ဘက်ကလည်းပုံစံကောင်းပြထားတဲ့အပြင်ပြီးတော့အသင်းလိုက်လည်းလေဘာဘူးအတွက်ဆွေးရင်းစရာကောင်းတဲ့အသင်းမျိုးပေါ့နော်ကစားပုံမာကြောတယ်ကြစ်လစ်တယ်စူးစိမှုကောင်းတယ်ဟိုအသင်းငယ်လည်းမဟုတ်ဘူးဗျာသူကကြအသင်းအလဲလက်အသင်းထဲမှာဖီအားလည်းတိတ်မရှိဘူးဆိုတော့ဒီချက်ကလေဘာဘူးအတွက်တော်တော်လေးဆွေးနေတယ်ကျွန်တော်တော့ ဒီပွဲမှာလည်းလီဗာပူးအနေနဲ့ထပ်ပြီးတော့ရုန်းကန်ရနိုင်တယ်ဗီလာရဲ့ကစားပုံကြောင့်နိုင်ဖို့ခတ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့တော့လီဗာပူးကြောင့်ပြောပြောရမှာကျွန်တော်တို့ရာသီအစကျွန်တော်တို့ဒီဘောလုံးရက်ွက်ဒီ season 3ပြောပြီးတော့ကျွန်တော်နှစ်ပတ်လောက်ထီကကျွန်တော်လီဗာပူးကဟိုကျွန်တော်တို့စိုးရိမ်နေအသင်းထဲမှာမပါဘူးပေါ့နော်ဆိုတော့အဲသူ့မှာရှိတဲ့လူစင်းပြီးခဲ့တဲ့နှစ်ကရခဲ့တဲ့ချန်ပီယံစုရခဲ့တဲ့အနေထားအာပြီးတော့အသိမှရှိနေကစားသမားတွေအနေထားအရဒီလိုကြီးဖြစ်သွားလိမ့်မယ်လို့တွေးမထားဘူးဆိုတော့ ဟိုအသေးဆုံးတော့ချန်ပီယံစိန်ခေါ်သူတွေမှာ तू ကထိတ်ဆုံးနားကြကြရနေတော့နေမဲ့အသင်းလို့ရှိနေမဲ့အသင်းလို့ယူဆထားတယ်အခုကိုစိုးစိုးတော့ဟိုပြောသလိုပေါ့အသင်းအသင်းอ่ะရုပ်တရက်ဒီလိုမျိုးထိုးကြသွားရင်ဟိုဟိုကျွန်တော်တို့မမြင်နိုင်တဲ့ပြဿနာတွေရှိနေကြပေါ့ရှိနေနိုင်ပေါ့လေရှိနေနိုင်လို့ဒါဒီလိုအလွယ်တကူအခက်ခဲတွေရုံထွက်ဖို့ခက်နေတာပေါ့နော်ဆိုတော့အဲ့တော့အဲ့ခက်ခဲတွေကဘာဖြစ်မလဲအဲ့တော့ဘာပဲဖြစ်ဖြစ်အခက်ခဲတွေကဘာပဲဖြစ်ဖြစ်ဒီပွဲတွေနိုင်ဖို့တော့အတူတူအရေးကြီးလို့နေပြီပြီးတော့ဟို အရင်မြန်လို့နေဗျာဟိုအနိစလို့အောက်ဆိုတဲ့စကားတွေကထပြီးတော့သူပြိသက်တွေကစပြီးတော့အတန်တွေထွက်လာကြဒါနီးပြပေါ်မှာဟိုချန်ပီယံစုလောလောလဲလဲယူပေးထားတဲ့နီးပြငွေနဲ့2လ3လလောက်ကယူပေးထားတာယူပေးထားတာပြီးတော့ဂျာကင်ကလော့ရှိရဲ့နောက်ပိုင်းမှာဂျာကင်ကလော့ကိုလီဗာပူးကဆုံးရှုံးရတဲ့အချိန်မှာပြိသက်တွေရဲ့ဝမ်းနဲ့ကြည်ကွမှုကအကြီးအကြီးစားတကယ်အကြီးစားဒီလိုဒီလီဗာပူးဆိုတဲ့တမိုင်းဝင်အောင်မြင်မှုတွေကိုပြန်ယူပေးခဲ့တာကဂျာကင်ကလော့ကြီးသူကနှုတ်ဆက်သွားပြီဆိုတဲ့အချိန်မှာ ်ပြိတ္တတွေကဟိုနောက်လူရောက်လာတဲ့နောက်လူကိုကြိုးစားတာမကြိုးစားတာဟိုဒါခံစားလို့မရတဲ့အထီကိုဖြစ်ခဲ့ကြဘူးလေပေါ့လေဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုကြော်လွန်ပြီးတော့ Anislaw အလုံးဝအတန်တိတ်ပြီးတော့ဖလားယူဝေးလိုက်တဲ့အချိန်ကြမှာပြိတ္တတွေက Anislaw ကိုလည်းစပြီးတော့လက်ခံကြဟုတ်နော်ဆိုတော့လက်ခံမှုခက်ခဲခဲ့တယ်ခက်ခဲတဲ့ကြားထဲကနေလက်ခံပေးလိုက်ကြတယ်အခုပြန်ပြီးတော့နှစ်လလောက်ပဲကြားတယ်ဟိုဘယ်လိုပြောရမလဲဟိုလက်မခံတော့ဆိုတာလေးပြန်ဖြစ်လာတယ်အဲ့အဲ့ပုံမှာ ဟိုကိုချင်းရဲ့လေဘာဘူးပေါ့အမြင်နဲ့ဒီပွဲသုံးသက်ချက်လေးနဲ့ကြားရပေါ့နော်ဟုတ်ကျွန်တော် modern ဘောလုံးလောကမှာအကိုပြောသွားတဲ့ story line ရပါတော့သင်ကန်းစာရလိုက်တာကဖြစ်ဖို့လည်းမြန်တယ်လို့ပြတ်ဖို့လည်းတအားမြန်တယ်ဖြစ်ဖို့ကနည်းနည်းကြာကောင်းကြာနိုင်သေးတယ်ဟိုကျွန်တော်အာနီစလော့တော်မှာဒါအဖြစ်မြန်တယ်ပြောရမှာနော်တစ်နှစ်တွင်းမှာသူဒါတွေလုံးပြနိုင်တာမလွယ်ဘူးကျွန်တော်ပြောတာနောက်တစ်ယောက်ဒါကိုလာလုံးကြည့်လွယ်မယ်ထင်လာလုံးကြည့်လိုက်ကလော့လိုမျိုးဖာဂူဆန်လိုမျိုးအာဆင်ဝင်းဂါလိုမျိုးဂွာဒီယိုလာလိုမျိုးနီးပြမော်ရင်ဟိုလိုမျိုးနီးပြတဲ့နေရာလွယ်မယ်ထင်ဝင်ကြည့်လိုက်ကျွန်တော်ပြောတာ ကလော့တိဆောက်ပေးခဲ့တယ်မှန်တယ်တိဆောက်ပေးခဲ့တဲ့အတိုင်းနောက်လူကအဲ့ဒါကိုဟန်မပြတ်ထိနိုင်တယ်ဆိုတော့နောက်လူမှလည်းအရေးချင်းရှိမှာရှိလို့ကျွန်တော်ပြောတာဟန်တယ်လုံးနိုင်တဲ့အရေးချင်းရှိလို့ဒီမှာလည်းကျွန်တော်ကြားရပါတယ် slot ပေါ်မှာတချို့ကျွန်တော်တို့ respect နေတဲ့ကလော့ထားတဲ့အသင်းကိုဆက်ခံခဲ့ရလို့အာနီ slot တော့အရန်လွယ်ခဲ့တယ်ဆိုတော့ ဟိုဟာသူ့ရဲ့ credit တွေကိုယူပစ်လိုက်တဲ့ဟာမျိုးတွေမှန်တယ်တချို့ဟာတွေကျွန်တော်တို့ကိုယ်တိုင်လည်းပြောတယ်ကလော့ကြောင့်အာနီဆိုလောက်မှာလောက်ရကန်ရတာအများကြီးတက်တာသွားတယ်သူလျှောက်ရတဲ့လမ်းကအရင်မခတ်ခဲ့ဘူးဥမာမာရစကာနဲ့ချယ်ဆီလျှောက်ခဲ့ရတဲ့လမ်းကအဲ့လောက်မချောမွေ့ဘူးအလုံးစုံပြန်တိဆောက်ရတာအာဒီတာဆားခဲ့ရတဲ့ခီးကအဲ့လောက်မချောမွေ့ခဲ့အစားအမိုရင်ရဲ့ခီးကအဲ့လောက်မချောမွေ့ခဲ့သူ့ရဲ့အစောပိုင်းကာလတွေမှာသူအဲ့လောက်အသင်းကိုခေါင်းမဆားခဲ့ဘူးသူလောက်ဆရာရှိတာဒီအသင်းကိုပုံစံမပြတ်လေးသွားဖို့ပဲဒါပေမဲ့သူကိုယ်တိုင်လည်းဟန်ဘယ်ဖြစ်တယ်သူ အလုတ်လုတ်တာကအသင်းနဲ့ line ရနေတွေ flexible ဖြစ်မဲ့ကစားမိုင်းနဲ့ဖြစ်မဲ့ဟာကိုလုံနိုင်တယ်ဟုတ်ကဲ့အဲ့တော့ဒီဟာကိုလည်းသူ့ကိုလည်းကျွန်တော်တို့အတိမဲ့ပြုတ်ရမယ်သူ့စီကိုကျွန်တော်တို့တချို့ credit တွေသူ့ကိုလည်းပေးရမယ်ရလက်ဆိုးလာတဲ့အချိန်မှာ slot out လို့ပြောတာတော့အရန်ဆောလုံးတယ်လို့ကျွန်တော်ထင်တယ်အခုမှရာသီစာ10ဘွဲတော့မပြည့်သေးဘူးမှန်တယ်4ဘွဲဆက်ရှုံဘလို့မှလက်မခံနိုင်ဘူး Premier League တမိုင်းမှာလည်းဘယ်လက်ရှိ champion မှဒီလို4ဘွဲဆက်မရှိဘူးတော်ဆိုးတဲ့ရာသီဝင်ရိုင်းခဲ့တယ်ပေါ့လေပြောမယ်ဆိုဒါပေမဲ့ဒီနေ့ခေတ် Premier League ဖြစ်နေတာကကျွန်တော်တို့အမြဲတမ်းပြောတယ် Premier League ကအရန်ခတ်လာပြီး အသင်းကြီးနဲ့အလေလက်အသင်းတွေကြား gap ကွာမှုအရင်ကတလောက်ရှိတယ်ဆိုအခုတလောက်ဖြစ်လာတယ်ဟိုအောက်ကတန်တက်တွေနဲ့ကွာမှုအရင်တလောက်ရှိရင်အခုတလောက်ဖြစ်လာအရင်ချင်းလာတယ် margin လေးကအရင်ချင်းလာပြီဟုတ်တယ်အသင်းငယ်တွေအားလုံးကတိုးတက်လာတဲ့ပုံမှာအသင်းကြီးတိုင်းကပွဲတိုင်းကို view site ကစားနေရတယ်အသေးကြတယ်အခု Arsenal နဲ့ Liverpool ကတခုပဲသူတို့အမှားကမလိုအပ်ဖ ೇನೆ အကြီးစားပြင်ဆင်မှုလုပ်လိုက်တယ်ကျွန်တော်ကျွန်တော်ဘလုံးဝဲကြည့်လာတဲ့ဒီတက်တက်20လောက်အတွင်းမှာဘယ်လက်ရှိ champion မှာ revolution မလုပ်ဘူးဒါပထမဆုံးမြင်ဘူးတာကျွန်တော် ကောင်းနေပြီးသားဟာအကိုဘာလို့ပြင်မှာလဲဟုတ်လီဗာပူးကလက်ရှိချန်ပီယံဖြစ်ခဲ့ရဲ့နဲ့ဒီအာနိုးတယောက်လောက်ထွက်သွားတဲ့နေရာမှာအာနိုးနေရာအစားထိုးဖို့ပဲကြိုးစားခဲ့တဲ့နေရာသူတို့တကယ်လိုအပ်နေတာကကွင်းလယ်မှာ disrayer နံပါတ်6 rose စစ်ဒါမနစ်ကချန်ပီယံမဖြစ်ခင်နေရာဒီဘောပရိသတ်တွေကိုတိုင်သူတို့အသင်းမှာလူနေတယ်ပြီးတော့ center back van dyne နဲ့အာကိုနာဒေးတာနာသွားရင်ဂျိုးကိုမက်တို့က quality မမှီဘူးဒီနောက်မှာ backet တယောက်လိုရလို့ပြောခဲ့ကြပြီးသားဒါတွေကို အရေးတကြီးအားဖြည့်ရမယ့်အစားမလိုအပ်တဲ့ဒီ DX ကိုရောင်းတယ်နူနက်ကိုရောင်းတယ်အဲ့ဒီနေရာမှာ Eset တွေ EKTK တွေ Florian Vest တွေကိုတန်း200လောက်သုံးပြီးတော့ခေါ်လာတယ်မလိုအပ်တဲ့နေရာတွေမှာ make up တွေပိုလိမ့်တယ်လိုအပ်နေတဲ့နေရာကိုလစ်လူရှုခဲ့တဲ့ဒီ transfer policy မှားခဲ့တယ်လို့ကျွန်တော်တော့ထင်တယ် anti slot တစ်ခုထဲမှာပြဿနာဖြစ်နေမှာရှင်းရမှာရတော့ပုံစံရတော့အများကြီးပဲဒီတရားဒီလုံးလဲဒါနဲ့ပဲကျွန်တော်ထင်တာတော့ဂျာရီသူမေရိုက်နေအောင်ပဲထင်တယ်ဒါပေမဲ့အခုပြောတဲ့ဟာကိုပြန်ကောက်ရမှန်တယ်ဟုတ်လီဗာပူးက ကျွန်တော်အဝေးသွားကြည့်နေလို့မရတော့တစ်ခုချင်းရှင်းမရတော့လောလောဒီတပွဲနိုင်လိုက်ရင်ချင်းနေအားလုံးဖီးအားအားလုံးကရော့ကြသွားမှာအဲ့တော့လောလောဒီဒီတပွဲနိုင်ဖို့ကိုပဲအရင်အားစိုက်ရလိမ့်မယ်ကိုသုံးတော်ပြောသလိုပဲလွယ်မှာမဟုတ်တော့ဒီချင်းနေမှာစိတ်ဓာတ်ပိုင်းမန်တလီကလုံးဝပြိုလဲသွားပြီလေပါဘူးကသူတို့ကစားမလေးကိုယ်တိုင်မယုံတော့ဘူးနီးပြကိုယ်တိုင်မယုံတော့ဘူးပြီးတော့အနီစလော့ကိုယ်တိုင်လည်းပြောထားတယ်ပြိုင်ဘက်တည်းကသူတို့ဘလို့အလဲထိုးရမလဲဘလို့အตาယူရမလဲဆိုတော့ကောင်းကောင်းသိနေပြီဆိုတာမျိုးကိုမြင်နေရတယ်လေပါဘူးအားနေတယ်ဆက်စပီတွေကာကွယ်နေမှာတော်တော်အားနေတယ်ဘရန်ဖုန်းနဲ့ပွဲကိုကြည့်မလား Chelsea ကိုရှုံးခဲ့တဲ့ပွဲကိုကြည့်မလား ဒီလက်ပစ်ဘောတွေတေကန်ဘောတွေဆက်စပီဒီကနေဂိုးတွေပေးနေရတယ်ကြံ့ခိုင်မှုဘိုင်းမှာအားနည်းလာဆိုပြဿနာတွေဖြေရှင်းရမှာပါလေအဲ့တော့နောက်ဆုံးမှာတော့ပြန်ချုပ်ရရင်တော့ကျွန်တော်လီဝဲဆက်အရှုံးကိုရက်သိမ့်ပြီလို့ပဲထင်တယ်ခြေသွမ်းရေးလီဗာပူးနိုင်မယ်လို့မခံစားရဘူးဒါပေမဲ့လီဝဲဆက်အရှုံးကနေပြီးတော့ဒီဘွဲခြေနေရေးလီဗာပူးဒီဘွဲမှမနိုင်ရင်အာနီဆိုလနဲ့လီဗာပူးကပိုဆိုးသွားဖို့ပဲရှိတော့တယ်ကွာအရှုံးတန်လျာဒီထက်ပိုဆိုးသွားဖို့ပဲရှိပဲဆိုအန်ဖီမှာတော့ဒီဘွဲတော့ကျွန်တော်လီဗာပူးပေး နိုင်သွားလိမ့်မယ်လို့မြင်နေခတ်လိမ့်မယ်တူဝမ်းလောင်းနဲ့ကတ်နိုင်သွားလိမ့်မယ်လို့ထင်ဟုတ်ကဲ့အဲ့တော့ဟိုခြေစွမ်းပိုင်းနဲ့အဲလက်ရှိအခြေအနေတွေကိုဟိုခဏထားပြီးတော့ခဏဖယ်ထားပြီးတော့အနစ်စလော့နဲ့လီဗာပူးအတင်းသားတွေရဲ့ရှေ့သွားမဲ့ခီးရာဒီဘက်ကိုနိုင်ဖို့တင့်နေပေါ့နော်နောက်တစ်ခုကအခုဆိုရင်ဆိုတော့ ီနောက်ဆုံးဒီပွဲရလက်နဲ့ပတ်သက်ပြီးတော့ဖြည့်ပြောပါအောင်ကျွန်တော်ကဟိုကုချင်းကြီးပြောသွားရမှာလည်းပြန်ပြောချင်တာလေးရှိတယ်အချင်းရလည်းအရင်များပါလို့ဘာလဲဆိုတော့ Arnest Law နဲ့ Jagging Law ကအာဟိုအခြေဆက်တွေရှိရတယ်ဟောကျွန်တော်မြင်ဘူးသူများထဲမှာဘယ်နီးပြားမှာနောက်လာနီးပြားကိုသူ work out လုပ်ပြီးတော့ကျူမကျူနေတယ်ပြိတ္တကိုမအပ်ပေးသွားတော့မအပ်ပေးခဲ့ဘူးပြိတ္တကိုမအပ်နိုင်ခဲ့ဘူး jacking clock လုပ်ပေးခဲ့တယ်အဲ့တော့ arnish lock ကလည်း supply ရတဲ့အချိန်မှာသူ့ကိုပေးခဲ့တဲ့ခုနကပြန်လုပေးခဲ့တဲ့ဂျာကင်ဘလော့ဆိုတာဒါမျိုးဟိုကျွန်တော်တို့မမြင်မှုခဲ့ဘူးကွာအဲ့ဟာလေးကမနစ်ကအိုက်စတိုလေးကတော်တော်လေးလာဘလော့လောက်ကမှကျွန်တော်တို့မကြုံမှုခဲ့ဘူးပြောရင်တော့ချက်သိမ်းတာเนาะချက်သိမ်းပြောပါဂျင်းနဲ့ဆရာလည်းကောင်းတယ်ပေါ့နော်အဲ့တော့ကုဆင်းဆိုဒီပွဲရလတ်လေးသုံးတန်းနဲ့ဂျာကင်ဘလော့ပြန်လာနိုင်လားလေးလည်းဖြည့်ပြောပါပြန်လာရင်တော့အတိုင်းထက်လုံးပါကွာကျွန်တော်လက်ရှိပရီးမီးယားလိမှာကြီးခဲ့တဲ့အထက်မှာကျွန်တော်ကိုဖန်ဆားနိုင်တဲ့နေပြတဲ့မှာသူကထိတ်ဆုံးရပါတယ်ဘာလို့လဲဂျာကင်ဘလော့ဆိုတာကကျွန်တော်တို့ဒီဘက်နောက်ပိုင်း အရန်ကိုပရီးမီးယားလိဘွန်ဖြစ်လာတဲ့ဒီလိုပေါ့ကျွန်တော်တို့ကိုယ်တိုင်ပရီးမီးယားလိနဲ့ထဲထဲဝင်လောက်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုကျွန်တော်တို့တစ်ချိန်လုံးတွဲမြင်ခဲ့ရဆိုအရင်အာဆင်ဝင်းကားဖာဂူဇန်ကကျွန်တော်ကဒီလောကထဲမှာကျွန်တော်ကပြောနေရတယ်မဟုတ်သေးဘူးပြိတ်သက်ပါတော့သူတို့ကကျွန်တော်အကုန်မိခဲ့တော့ဒီလိုနည်းပြမျိုးပြန်လာမယ်ဆိုရင်တော့အပြဲတမ်းလီဗာပူးမှမဟုတ်ဘယ်အသင်းကိုလာလာကျွန်တော်ကဝက်ကန်လောက်ပြီးလာဒါဟိုဂျက်ကင်လောက်ကိုကျူဆိုတဲ့စိတ်ပေါ့နော်ဒါလက်ရှိ အာအနစ်လုံးနဲ့လေပါဘူးရဲ့အခင်းချင်းအခြေအနေကြောင့်မဟုတ်တဲ့ကိုဆိုးရယ်မျောလင်းပါဘူးနော်ကဲအဲ့တော့ကျွန်တော်စနေစီစဉ်ကိုဒီမှာနားကြပါရယ်နောက်ပတ်မှာအာကျွန်တော်တို့မန်စီးတီးပွဲလေးပြောမယ်ပြီးတော့ဒီယူနိုက်တက်ကြောင်းလေးလည်းဆွေးနွေးကြပါရယ်ဟုတ်ကဲ့ပါကျွန်တော်ကယူကြည့်စုအားပေးနေကြတဲ့ပြည်သူများခင်ဗျာကျွန်တော်တို့ကဒီနေ့တင်ဆက်မှုကိုဒီမှာနားကြင်ပါရယ်အပတ်စဉ်စနေတင်းလို့နေနေ့ရက်ညနေ9:40အချိန်တိုင်းမှာကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုဆောင်မရှိနိုင်ပါရယ်စောင့်ကြည့်ခဲကြရယ်ပြည်သူတွေအားလုံးရှင်းစုထူဝဲနေရှိပါရယ်ခင်ဗျာ